င်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေဒီနေ့လည်းကဒရင်ကိုတင်ဆက်ပေးပါမယ်အကျံဖက်စစ်တပ်ခေါဆောင်တွေကိုဆက်ဆုံမှုနဲ့ဖက်စီခံထားရတဲ့စစ်တပ်လော်ဘီဇော်ဖိုဟင်းကိုအလေပိုင်းနိုင်စစ်တပ်တန်းချုပ်မှာစစ်ထောက်လန်ဂျီတွေကစစ်ကြောရေးစခန်းပို့ပြီးစစ်ကြောနေကြတယ်ဆိုပါတယ် ကချင်ပြည်နယ်ပေါ်မော်မြို့မှာ KIP တဲ့ပူပေါင်းတပ်တွေကနေစစ်ရဟရင်နှစ်စီးကို FPP drone တွေနဲ့ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာပဲစစ်ကောင်စီဘက်က FPP drone အနေနဲ့ရှိနေလို့ဆိုပြီးသူတို့ရဲ့လေယာဉ်နဲ့ရဟရင်တွေကိုလေယာဉ်ကိုတောင်တွေမှာလုံခြုံအောင်သိမ်းဆည်းထားဖို့အပြင်ဂျန်မာနဲ့ drone ကတ်တွေကိုပါစင်စက်မပြတ်စစ်ဆေးဖို့ညွန်ကြားထားပြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကြံဖက်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်တပ်လော်ဘီဇော်ဖုံးဟင်းကိုအလေပိုင်းတိုင်းစစ်တပ်သားချုပ်မှစစ်ထောက်လမ်းရည်တွေကစစ်ကြောရေးစခန်းပို့ပြီးစစ်ကြောနေကြတယ်လို့ပြူးလွင်အခြေဆိုင်ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီစစ်တပ်လော်ဘီဇော်ဖုံးဟင်းဆိုတဲ့သူကိုဇော်လာနှစ်ရက်နေမွန်လွဲတနအီကျော်လောက်မှာပဲသူနေထိုင်ရာပြူးလွင်နေအိမ်မှာဒင်းစစ်ကောင်စီတပ်ကသူတို့အချင်းချင်းပြန်ပြီးဖမ်းဆီးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့လိုဖမ်းဆီးသွားပြီးတဲ့နောက်စစ်တပ်လော်ဘီဇော်ဖုံးဟင်းဟာ ရဲစခန်းကိုမရောက်လာပဲစစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်ထောက်လမ်းရေးတွေကစစ်ကြောရေးစခန်းကိုတခါတည်းခေါ်သွားပြီးစစ်ကြောနေကြသလိုစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနောက်ွယ်မှာဘာကြီးရွေးချက်ရှိလဲဆိုတဲ့အချက်ကိုပါစစ်ကြောမေးမြန်းနေတယ်လို့သိရပြီးစစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းဖြတ်တန်းရနိုင်တယ်လို့လည်းပြည်ဦးလင်ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမဘာသားနဲ့အမျိုးသားကြီးအစွန်းရောက်တင်ငန်းချုံဖုံးကြီးပောက်ကိုတော့ဆိုသူကတော့ဇော်ဖုံးဟင်းကိုစစ်တပ်ကဖမ်းဆီးမှုဟာ ဇော်ဖုံးရင်အတွက်ကန်ကောင်းတယ်လို့ပြောထားပြီးအပြင်မှာဆိုရင် PDF ကဖန်းစီတက်ဖြတ်လို့တည်သွားနိုင်တယ်ဆိုပြီးတော့ပြောထားတဲ့အပြင်စစ်တပ်ကဖန်းစီထောင်ချတာဟာထောင်ထဲမှာအေးအေးဆေးဆေးဖြတ်တန်းနိုင်မှာဖြစ်တဲ့အတွက်ဒါဟာကန်ကောင်းတယ်ဆိုပြီးတော့ပြောထားပါသေးတယ်အဲ့ဒီစစ်တပ် lobby ဇော်ဖုံးဟင်းကိုသူတို့အချင်းချင်းဖန်းစီဖို့အတိတ်ကလှုပ်ဆောင်ခဲ့တဲ့သူတွေတဲမှာစစ်တပ် lobby ဟန်ငိမ့်ဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မပါသားနဲ့စစ်တပ်ထောက်ခံသူတချို့ကတော့ဟန်ငိမ့်ဦးကိုတစ္ဆာပေါက်တူအဖြစ်ကင်မွန့်တထားကြပြီး စစ်တပ်ထောက်ခံသူတွေတဲမှာအုပ်စုခွဲတွေဖြစ်ပေါ်လာတယ်လို့လဲရန်ကုန်မြို့မှာရှိတဲ့မပတာအဖွဲ့ဝင်တဦးကိုတိုင်ရန်ကုန်ခေတ်တစ်ကို Messenger ကနေတဆင့်ဆက်သွယ်ပြောဆိုထားပါတယ်။တစ်ဖက်ကစစ်တပ် lobby ဟန်ငိမ့်ဦးကတော့ဇော်ဖုံးအင်းကိုဖမ်းဆီးတဲ့အပေါ်ကန့်ကွက်တဲ့သူတွေဟာစစ်တပ်ကိုတော်လှန်ပုံငန်းဖြုတ်ချဖို့ကြံစည်နေတဲ့ပူးတက်သရှူတွေဖြစ်တဲ့အတွက်ဇော်ဖုံးဟင်းဘတ်တော်သားမှန်သမျှဖမ်းဆီးရမယ်ဆိုပြီးတော့ပါဟန်ငိမ့်ဦးရဲ့လူမှုကွန်ရက် Telegram ကနေတဆင့်လှုပ်ဆော်ထားပါသေးတယ်ခင်ဗျ။ 6မှာတော့ကချင်ပြည်နယ်ဗမော်မြို့မှာ KNP တဲ့ပူပေါင်းတပ်တွေကနေစစ်ရဟရင်နှစ်စီးကို FPP drone တွေနဲ့ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာပဲစေကောင်းစီဘက်က FPP drone အနေနဲ့ရှိနေလို့ဆိုပြီးသူတို့ရဲ့လေရင်နဲ့ရဟရင်တွေကိုလေရင် go down တွေမှာလုံခြုံအောင်တင်းစီထားဖို့အပြင်ဂျမ်းမာနဲ့ drone ကတ်တွေကိုပါစင်စက်မပြတ်စစ်ဆေးဖို့ညွန်ကြထားပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီညွန်ကြချက်ဟာ ဂင်ဘီနယ်အတွင်း KNI ကစစ်ရဟရင်နှစ်စီးကို FPP drone တွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုထွက်ရှိလာပြီးတဲ့နောက်မှာပဲထုတ်ပြန်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဘက်ကသူတို့အတွက် FPP drone အနေနဲ့ရှိနေလို့ဆိုပြီးတိုက်လေရင်နဲ့ရဟရင်တွေထားရှိမဲ့လေရင်ဂူတောင်တွေကိုဘုံဒန်းခံနိုင်မှုရှိမရှိကြံ့ခိုင်မှုရှိမရှိစစ်ဆေးဖို့တွေလေတပ်တွေမှာဂျန်မာနဲ့ drone gun တွေကိုစင်စက်မပြတ်စစ်ဆေးဖို့တွေကိုပါတင်းတင်းကြပ်ကြပ်ညှို့ချလာတဲ့အပြင်အဲ့ဒီညှို့ချချက်ကိုမလိုက်နာပဲ ပေါ်ယောမှုတွေကြောင့်လေရင်တွေတိုက်ခိုက်ဖြက်စီးခံရရင်တာဝန်ရှိတဲ့သူတွေအကုန်လုံးအရေးယူခံရမယ်ဆိုပြီးတော့ပါညွန်ကြားချက်ထဲမှာဖော်ပြထားတယ်လို့လဲစစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဂင်းနီဘီနဲ့ဘောလကန်မြို့ကအချက်ဖက်စကောင်စီရဲ့ယင်းဒီဘော့ကာကင်းစခန်းကို တော်လိုင်းပူပေါင်းတက်တွေကနေတက်ခိုက်သိမ့်ပိုက်လိုက်ပြီစကောက်စီတတအယောက်20ထက်မနည်းကတော့တီးတီးသိမ့်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသာလောင်းတွေနဲ့အတူလက်နက်ခဲယမ်းတွေကိုပါသိမ့်စီရရှိထားတယ်လို့ KA စီရင်ချုပ်ဘုံကြီးဖုံးတိုင်ကရန်ကုန်ခစ်တိကိုပြောပါတယ်ဒါကတော့မေလာ22ရက်နေ့ကပဲဂင်းနီပြည်နယ်ဘလခဲမြို့ကချမ်ပတ်စကောက်စီရဲ့ရင်းနှီးပေါက်ကာကင်းစခန်းကိုတော်လန်ရေးပူပေါင်းတက်တွေကထိုးစစ်ဆင်တက်ခတ်ရမှာစကောက်စီဘက်ကလင်းနဲ့ဘုံကျဲနေတဲ့ဂျာကပဲသူတို့ရဲ့စခန်းကိုတော်လန်ရေးတက်တွေကတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီစကန်းသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအယောက်20ထပ်မနည်းကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားလောင်းတွေနဲ့အတူလက်နက် KN တွေကိုလည်းသိမ်းစီရရှိထားတယ်လို့ KACA ချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်ကငန်းရှင်ကျေးရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံတွေချက်ချတိုက်ခိုက်မှုအတွေ့ဂိတ်စခန်းမှာရှိတဲ့စစ်ကောင်စီဝင်တွေဟာကြောက်အားလန့်အားနဲ့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ မြောင်မြို့နယ်ပီကော့ဒရုန်းတင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့မေလ29ရက်နေ့ကပဲ။ချောင်းမြို့နယ်ငန်းရှင်ဂျေးရွာကပြူစော့ထီတွေနဲ့အချမ်းဖက်စစ်ကောင်စီတပ်ပူးပေါင်းပြီးအထိုင်ချထားတဲ့ဂိတ်စခန်းကိုဒေါ်လန်ရေးပူးပေါင်းတပ်တွေကဒရုန်းတွေနဲ့ဘုံးတွေဇက်တိုက်ချက်ချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွေ့ဒုံဘုံးသီးတွေဟာစစ်တပ်ဂိတ်စခန်းတဲ့တဲ့ပေါ်ကိုကြောက်ရောက်ပကွက်သွားပြီးအဲဒီမှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေဟာကြောက်အားလန့်အားနဲ့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ တချို့လဲတံပြားကကားတွေနဲ့ပါမုံရမြို့ဘက်အထိထွက်ပြေးသွားကြတယ်လို့မြောင်မြို့နယ်ပီကော့ဒရုန်းတင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းပေါ့မြို့နယ်ကကုတ်ကိုစုပြူစော့တီချေးရွာမှာတရက်တီထွက်ကောက်တဲ့ပြူစော့တီတွေကိုတော်လိုင်းတပ်တွေကပြစ်ခတ်တက်ခတ်ရမှာပြူစော့တီတုံးဦးဟာတရက်တီကောက်ရင်းနဲ့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ຫນွေဦးညီနောက်ပြောက်ချတပ်ဖွဲ့ရဲ့ဗိုလ်တီဇက်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇော်လာ၂ရက်နေ့ကပဲပေါင်းမျိုးနယ်ကကောက်ကုစုပြူစောတိဂျေးရွာကနေတည်ရတိကောက်ဖို့ထွက်လာတဲ့ပြူစောတိတွေကိုတော်လိုင်းတပ်တွေကကင်းမုံဝစ်ပြီးပြစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ပြူစောတိ၃ဦးကတော့တည်ရတိကောက်နေရင်းနေပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်တလက်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့နှွေဦးညီနောင်ပြောကြားတပ်ဖွဲ့ရဲ့ဗိုလ်တီဇတ်ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့အချမ်းပတ်စစ်ကောင်စီတပ်က နိုင်ငံကကလူချက်ကောက်အောင်အခုဇွန်လအကုန်တိအပြည့်ရဲ့တက်တန်းတလထတ်တိုးတယ်ဆိုပြီးကြီးညာထားပြီမယ်တဖက်မှာတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်ကမြန်သိန်းတန်ဖျားနဲ့ဖုန်ကြီးကြောင်းကိုအကြံဖက်စကောင်းစီတက်ကတိုက်လေရင်နဲ့ဘုံကျဲတက်ခိုက်သွားမှုကြောင့်ဖုန်ကြီးကြောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပြန်တယ်လို့မြို့လင်ခိုင်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စကောင်းစီတက်က မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့မြာသိန်းတန်ဖရားနဲ့ဘုံကြီးเจ้าကိုဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံတွေကျဲချတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဘုံကြီးเจ้าဆောင်နှစ်ခုပျက်စီးသွားပြန်တယ်လို့တစ်ဖက်မှာတော့စစ်ကောင်စီဟာဇွန်လအကုန်တိသူတို့စစ်တပ်ဘက်ကနေအပြစ်ရဲ့တတန်တလထတ်တိုးတယ်ဆိုပြီးနိုင်ငံတကာကိုလူကြားကောက်အောင်ထုတ်ပြန်ထားပေမဲ့တစ်ဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့လဲပြူးလင်ခိုင်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ Okay. Dah yang kita ini lagi tu ni ikutin sepi ke apa? Cisu pi ke dua cisu